မင်္ဂလာပါမိတ်ဆွေ knowledge generation ကနေကြိုဆိုလိုက်ပါတယ်။ကပ္ပာကျော်ယူပဗေဒပညာရှင်ကြီး Isaac Newton ကပြောခဲ့ဘူးပါတယ်။ဗာမီပေါ်မှာရှိတဲ့ရာဝတ္ထုမှန်သမျှမြေဆွဲရကြောင့်အောက်ကိုပြုတ်ကျရစမြင်ဒါဟာအသိပ္ပယ်ပညာရဲ့ငင်းလို့မရတဲ့နေရာမှာတစ်ခု။ဒါပေမဲ့မြန်မာနိုင်ငံမွန်ပြည်နယ်ကမြူကိုရီဝေနေတဲ့တောင်တန်းတွေပေါ်မှာတော့အဲ့ဒီသိပ္ပံနေရာမှာကိုနေပေါင်းထောင်ချီပြီးပြောင်ပြောင်နေနေစိန်ခေါ်နေတဲ့နေရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ပင်လယ်ရေမျက်နှာမြင်ထက် ပေပေါင်း3638ပေမြင့်တယ်။ပေါင်းလောင်းတောင်ဆောင်တစ်ခုမှာပြုတ်ကျလူနေပါဟန်ပြင်းနေတဲ့ရွှေရောင်ကြောက်တုံးကြီးတုံးမှာပဲ။တေချာကြည့်လိုက်ပါမိတ်ဆွေတန်ချိန်600ကျော်လေးလံနဲ့လုံးပတ်ပေး90ကျော်ရှိတဲ့ဒီကြောက်တုံးကြီးဟာကြောက်ဖြာတစ်ခုရဲ့အစွန်းမှာတင်နေတာပါ။ပိုပြီးအံ့ဩစရာကောင်းတာကကြောက်တုံးကြီးနဲ့အောက်ကကြောက်ဖြာထိစက်နေရာစတူရန်ပေအနေငယ်လောက်ပဲရှိပါလား။ကျန်တဲ့အစိပ်ပိုင်းအလုံးကလေထဲမှာတွဲလောင်းကြီးဖြစ်နေတာပါကြည်ရတာလက်ညှိုးနဲ့တွုတ်လိုက်ရင်တောင်အောက်ကိုလိမ့်ကျသွားမှဖြစ်နေပါတယ် ါပေမဲ့နှစ်ပေါင်း2500ကျော်ကြာခဲ့ပါပြီ။ငယ်လျင်တွေလှုပ်ခဲ့တယ်၊မုန်တိုင်းတွေတိုက်ခဲ့တယ်။ဒါပေမဲ့ဒီကြောင်တောင်းကြီးကတော့မူလနေရာကလည်းတလက်မတော့ရွေသွားခြင်းမရှိပါဘူး။သိပ္ပံပညာရှင်တွေကတော့ဒါဟာ Center of Gravity ကြောင့်လို့ပြောကြပါတယ်။ဒနာရီကတော့ဒါဟာဗုဒ္ဓမြတ်စွာဘုရားရဲ့စံတော်တဆူရဲနဲ့ထိန်းထားတာလို့ဆိုကြပါတယ်။တကယ်တမ်းဒီကြောင်တောင်းကြီးကဘယ်ကရောက်လာတာလဲ။ပင်လယ်အောက်ကနေဘယ်လိုတက်လာတာလဲ။ကြောင်တောင်းအောက်ကကျိုးဆွဲလို့ရတယ်နေရာလွတ်ကရောတကယ်ရှိလား။ ဒီနေ့မှာတော့ကဘာလက်ခီးသားတွေအော်မစုံဖြစ်ရတဲ့မြန်မာတို့ရဲ့အသေးစွဲချိုက်ချီးရိုးစီတွေရဲ့လူဝဲချက်တွေကိုသိပ္ပံသမိုင်းနဲ့တန်တားရရှုတော်မောင်းဆောင်ကနေသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသိပ္ပံပညာရှင်တွေဘူမိဗီဒပညာရှင်တွေရဲ့အမြင်ကိုလေ့လာကြည့်ရအောင်ပါချိုက်ချီးရိုးကြောက်တုံးကြီးဟာဘာမျိုးစားလဲပညာရှင်တွေကတော့ဒါဟာ granite လို့ခေါ်တယ်မာကျောတဲ့ကြောင်နှက်ဘက်မျိုးစားလို့ဆိုပါတယ်လုံခဲ့တဲ့နှစ်သန်းပေါင်း100ကျော်လောက်က ဒီဒေတာတစ်ခုလုံးကပင်လယ်ရေအောက်မှာရှိနေခဲ့တာပါကဘာမြေရောက်ကမဂမာတွေအေးခဲသွားပြီးကြောက်တုံးကြီးတွေဖြစ်လာခဲ့တယ်။လက်သံပေါင်းများစွာကြားတဲ့အခါမြေရောက်လာပြီးတွန်းကန်မှုကြောင့်ကြောက်တုံးတွေကတောင်ပေါ်ကိုရောက်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ရာသီဥတုတိုက်စားမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။နှစ်တန်းချီပြီးမိုးရွာတယ်၊လေတိုက်တယ်၊ကြောက်တုံးရဲ့ပြော့တဲ့အပိုင်းတွေကကွာကြကုန်ပြီ။နောက်ဆုံးမှာအခုမြင်နေရတဲ့လုံဝင်းနဲ့ပုံသဏ္ဍာန်ကြောက်တုံးကြီးဖြစ်ကျန်ရင်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့မိတ်ဆွေဒီနေရာမှာသိပ္ပံပညာရှင်တွေတော့ကောင်းစားရတဲ့ချက်ချက်ရှိပါ ဲ့ဒါကတော့ငယ်လင်းပါပဲမြန်မာနိုင်ငံဟာသကိုင်းပြည်ကျော်နဲ့နှီးတဲ့အတွက်ငယ်လင်းနဲ့ခံရလိရှိပါတယ်။တမိုင်းတစ်လျှောက်မှာ1930ပဲခူးငယ်လင်းကြီးအပဝင်ငယ်လင်းကြီးတွေအများကြီးလှုပ်ခဲ့ပါတယ်။စာအုပ်တွေပြုတ်ကျခဲ့တယ်။ဒါပေမဲ့ပြုတ်ကျလို့နေပါဖြစ်နေခဲ့တယ်။ကြိုက်တီယိုကျောက်တုံးကြီးကတော့ဘာဖြစ်လို့မပြုတ်ကျခဲ့ရလဲ။ယူပမီရာသဘောတရားအရဒီကျောက်တုံးရဲ့ draft ထုအဟိုချက်ဟာအောက်ခံကျောက်ဖြာနဲ့ထိစပ်နေတဲ့ area ပေါ်မှာတဲတဲမမှန်ကြားရောက်နေလို့ဖြစ်တယ်လို့ဆိုပါတယ်။ လောက်ပဲလှုပ်လှုပ်သူကရိမ့်ထိုးပြီးမူလနေရပြန်ရောက်သွားတဲ့သဘောတဘာဝရှိနေပါဒါဟာတဘာဝတရားကဖန်တီးလိုက်တဲ့အံ့ဖွယ်အင်ဂျင်နီယာလက်ရာတစ်ခုပါပဲသိပ္ပံပညာကိုခဏထားပြီးမြန်မာလူမျိုးတွေရာစုနှစ်ပေါင်းများစွာယုံကြည်လာခဲ့တဲ့တမိုင်းကြောင့်ကိုကြည့်ရအောင်ပါကြိုက်ချီယိုတမိုင်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်မြက်စွာဖရာတတ်တော်ထင်ရှားရှိစဉ်ကလေးကစတင်ခဲ့တာပါခါရုံးကဒီတောင်တန်းတွေပေါ်မှာတကိုးကြီးရဲ့တိတ်တရတိတပါသတင်းသုံးနေထိုင်ပါတယ် မြတ်စွာဘုရားဒိသစာရီကြွလာတဲ့အခါယတိကဘုရားရှင်စီကနေစံတော်တစုကိုတောင်းယူရရှိခဲ့ပါတယ်။ယတိဟာဒီစံတော်ကိုဘယ်နေရာမှမမထားပဲသူ့ရဲ့စံချက်ထဲမှာပဲစီးနောင်ပြီးအမြဲတမ်းကိုကိုးကွယ်ထားခဲ့ပါတယ်။နှစ်တွေကြာလာလို့ယတိကြီးပြန်လည်တော်မူကန်ဤတဲ့အခါသူ့ရဲ့မွေးစားသားဖြစ်တဲ့တထုံပြည့်ရှင်ဒိသမင်းကြီးရောက်လာပါတယ်။ယတိကမှားတမ်းချွေပါတယ်။ငါရဲ့ဥကောင်းနဲ့တူတဲ့ကြောက်တုံးတုံးကိုရှာပေးပါ။အဲ့ဒီကြောက်တုံးပေါ်မှာငါကိုးကွယ်ထားတဲ့စံတော်ကိုထာပနာပြီးစေတီတဲပေးပါတယ်။ ဘရင်ကြီးဟာတရားမင်းရဲ့အကူအညီကိုယူပြီးသမုတ်တရားတွေကနေရသီဥကောင်းနဲ့တူတဲ့ကြောက်တုံးကြီးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒီကြောက်တုံးကြီးကိုတရားမင်းကတကူးနဲ့ထိဆောင်ပြီးအခုကြိုက်ထီးတို့တောင်စုံပေါ်မှာတင်ပေးခဲ့တာလို့ဆိုပါတယ်။ဒီနေရာမှာထူးခြားတာကကြောက်တုံးကြီးကတောင်စုံနဲ့မထီးပဲလေထဲမှာတမိုက်စာလောက်လွတ်နေခဲ့တယ်လို့ဆိုပါတယ်။နောက်ပိုင်းမှာစံတော်ရဲ့တကူးကြောက်တောင်စုံပေါ်ကိုဖြည်းဖြည်းချင်းတက်ဆင်းပြီးတည်ရှိနေတာဖြစ်ပါတယ်။ကြိုက်ထီးဆိုတဲ့နာမည်ကဘယ်ကနေရလာလဲ။ဒါဟာမောမသားစကားကနေစဉ်သက်လာတာပါ။ ကြိုက်ဆိုတာဖျား ठी ဆိုတာရသိရိုးဆိုတာဥကောင်းပေါက်လိုက်ရင်ကြိုက် ठी ရိုးရသိဥကောင်းပုံတယ်ဖျားဆိုပြီးအဓိပ္ပာယ်ရပါတယ်နောက်ထပ်စိတ်ဝင်စားစရာဒဏ္ဍာရီတစ်ခုကတော့ကျောက်တုံးကြီးရဲ့အောက်ခြေမှာရှိတယ်လွတ်နေတဲ့နေရာလက်အကြောင်းမှာရှေးလူကြီးရဲ့ပြောစကားအရဟိုးရင်ခေတုံးကကျောက်တုံးအောက်ခြေကနေကျမတဝစ်စာတော့လွတ်ပါတယ်နောက်ပိုင်းမှာကြီးကန်းတဲ့ကောင်ဝင်လို့ရတဲ့အထိလွတ်ပါတယ်ဒါကြောင့်ဒီဖျားကိုကြိုက်အတီးယူကြီးကန်းဝင်နားနိုင်တော့ဖျားလို့ခေါ်ရကနေ ကြိုက်ထီဟုဖြစ်လာတယ်လို့လည်းယူဆချက်တွေရှိပါတယ်။တကယ်ရောကြောက်တုံးကြီးကလေထဲမှာလွတ်နေရလား။ခေအဆက်ဆက်ဖျားဘူးတွေကဒီအချက်ကိုစမ်းသပ်ခဲ့ပါတယ်။ကျိုးတချောင်းသို့မဟုတ်ဝက်ချမ်းများတချောင်းကိုယူပြီးကြောက်တုံးကြီးရဲ့အောက်ခြေကိုဟိုဘက်ဒီဘက်ဆွဲကြည့်ကြပါတယ်။အံဩစရာကောင်းတာကကျိုးဟာကြောက်တုံးအောက်ကနေလွတ်လွတ်ကျွတ်ကျွတ်ဖြတ်သန်းသွားလို့ရတယ်လို့မျက်မြင်သက်သေပြောကြပါတယ်။ဒါပေမဲ့ခေကာလာကြာလာတဲ့အခါဖျားဘူးတွေရဲ့ရွှေတင်ငန်းကတ်လူမှုတွေထူထဲလာတာကြောင့်အောက်ခြေမှာနည်းနည်းထိဆက်သွားခဲ့ပါတယ်။ ဒါပေမဲ့ဒီနေ့အထိတေချာငုံကြည့်မယ်ဆိုရင်ထိစက်နေတဲ့နေရာကအရန်နေတာကိုတွေ့ရပါလိမ့်။ကြိုက်သီးကိုဖျားဘူးခီးစဉ်ဟာဖျားဘူးရာနဲ့မပြီးသေးပါဘူး။လန်ခီးကလည်းရင်ခုန်စရာပြည့်ပါပဲ။အောက်ခြေကမွန်စကန်ကနေတောင်ပေါ်ကိုတက်ဖို့အတွက်တောင်တက်ကားစီရတဲ့တွေ့ကြုံဘယ်တော့မှမမေ့နိုင်ကြပါပဲ။မတ်ဆောက်တဲ့တောင်ပတ်လန်းတွေကိုယ်ကောက်နေတဲ့လန်းတွေပေါ်မှာကုန်တင်ကားကြီးတွေနဲ့လူတွေကိုတင်ပြီးမောင်းနေတာရိုလာကိုစတာစီးရသလိုပါပဲ။ ်အချက်ချက်ကြွေးလိုက်ရင်ဘေးကကြောက်ကမ်းမကြီးတွေကိုမြင်ရပြီးရှင်သမမဖြစ်ရပါတယ်။ဒါပေမဲ့တောင်ပေါ်ရောက်လေလေလေအေးတွေတိုက်လေလေယူကင်းတွေလှလေလေပါပဲ။ချိုးကလည်းကုသိုလ်ရအောင်ဆိုပြီးခြေချင်းတက်ကြပါတယ်။ယတိတောင်လမ်းကနေတော်လန်တိုင်းတက်ရတာပင်ပန်းပေမဲ့လမ်းမှာဝါလက်ခုတ်တန်တွေဈေးတွေရဲ့အတန်တွေနဲ့ပြောဖို့ကောင်းလာပါတယ်။ရင်းမြင်တော်ပေါ်ရောက်တဲ့အခါညဘက်မြင်ကွင်းကလှဆုံးပါပဲ။အေးစိတ်နေတဲ့တောင်ပေါ်လေတု70ဒီဂရီလောက်ထိကိုကြာတက်ပါရွှေရောင်တောက်ပနေတဲ့ကြောက်တုံးကြီးကိုမီးမောင်းထိုးတာပေါ့ ဆဲလဲတန်တွေဖျားစာရွတ်တန်တွေဒါဟာလူပုံနဲ့နတ်ပုံကြာရောက်နေတယ်လို့ခန်းစားချက်မျိုးပေးဆွမ်းပါဒီနေရာမှာတရားထိုင်ကြည့်ပါစိတ်ထဲမှာငြိမ်းချမ်းမှုတစ်ခုကိုအလိုလိုရရှိလာပါလိမ့်မယ်ကြိုက်ထီးရိုးစီတော်ကြီးဟာဘူမိပေဒါဖြစ်စဉ်ကြောင့်ဖြစ်လာလားတရားမင်းပဲဖန်ဆင်းပေးခဲ့ရလားဖြေကရေးမကြည့်ပါဘူးရေးကြည့်တာကဒီကြောက်တုံးကြီးဟာမြန်မာလူမျိုးတွေရဲ့ယုံကြည်မှုကိုလက်ပေါင်းထောင်ကြီးထမ်းထားနိုင်ငယ်ဆိုတာပါပဲသိပ္ပံပညာကမဖြစ်နိုင်ဘူးလို့ပြောနေတဲ့အရာတွေကို ယုံကြည်မှုကဖြစ်နိုင်တယ်လို့သက်သေပြနေပါတယ်။စွမ်းငင်အားကိုအန်တုပြီးမိုးပေါ်မှာတည်ရှိနေတဲ့ဒီရွှေကြောက်တုံးကြီးဟာမြန်မာပြည်ရဲ့အံ့ဖွယ်သူတာတစ်ခုဖြစ်ကဘာဒီတွေရှိနေဦးမှာပါ။မိတ်ဆွေရောကြိုက်တီးရဖះကိုရောက်ဖူးပါသလား။ရောက်ဖူးသေးရင်တစ်ခေါက်လောက်တော့သွားကြည့်ဖို့တိုက်တွန်းမရစေ။အဲ့ဒီနေရာကပေးတဲ့စွမ်းအင်ကတင်းစိတ်ကိုငြိမ်းချမ်းသွားစေမှာပါ။နောက်ထပ်စိတ်ဝင်စားစရာမြန်မာအံ့ဖွယ်တွေကဘာအံ့ဖွယ်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာမလို့ channel ကိုလည်း subscribe လုပ်ထားဖို့တိုက်တွန်းမရစေ။ကြီးစုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။